ိုဒီမှာတတလည်းမှရန်ခွန်အားရတဲ့နောက်ကပတ်တော်လေးကိုဖတ်ကြားချင်ပါတယ်။အာစာလံ139အငယ်78။အိုထာရအိုဖျားတဲ့ခင်အကျွန်ုပ်၌ကိုရောဤကြံစီတို့သည်အလွန်ထူးဆန်းကြပါ၏အလွန်များပြားကြပါ၏။ထိုကြံစီတို့ကိုရည်တွက်ရင်တဲလုံးနဲ့အမြတ်မကတာ၍များပြားကြပါ၏။အကျွန်ုပ်သည်မိုးတော့ခါကိုရောထံကမစင်ရှိပါ၏။ ီနောက်ကဘတော်အဖြစ်ပေါ့နော်ကျမရဲ့အတ္တတိုင်းမှာဆန်သခင်ရဲ့အကြံစီတော်ကအရန်ကိုထူးဆန်းနေအရန်ကိုများပြားနေပြီးတော့တစ်ခုပြီးတစ်ခုပေါ့နော်တဲလုံးလေးတွေနော်တမုတ်ပြတဲလုံးတွေနဲ့အညအရန်ကိုများပြားပြီးတော့စမ်းကြယ်တယ်လို့ခံစားရပါတယ်နော်ဒီ2025ခုနှစ်ထဲမှာဆိုတော့အာကျမတို့ဒီမယားပေါ့နော်ကျမတို့မိသားစုက တစ်ချက်ဆုတောင်းတယ်ပေါ့နော်အဓိကကလည်းဆိုတော့ UN ရဖို့ ਨੇ ဖြတ်တခင်ကပေးတဲ့ generation ပေါ့နော်အဲ့ဒါကျွန်တော်တို့အဓိကဆုတောင်းတာဖြစ်ပါလေအာလူအနေနဲ့စဉ်းစားမယ်ဆိုတော့အာအိမ်ထောင်တတန်းတနည်းကြော်လာရဲ့ခါပေါ့နော်ဒီ generation နဲ့ဆိုင်တဲ့အရာလူတွေကခဏခဏမြင်ကြပေါ့နော်ဘယ်လိုလဲအရင်မိတဲ့ခါမှာစိတ်စိတ်ကနည်းနည်းမကောင်းဘောနော်အဲ့ချိန်မှာဒီနှစ်ထဲမှာ အမျိုးသမီးစုတောင်းတဲ့အချိန်မှာရောဒီမှာလူငယ်ညလုံးပေါင်းစုတောင်းတဲ့အချိန်မှာရောတင်ပြရပါတော့နော်ပြီးတော့ဒီမရဲ့တမိတာစုတောင်းချက်ပေါ့နော်ဒီအင်္ဂါနေ့စုတောင်းတဲ့သူဆိုပြီးပါလိမ့်မယ်ဒီမရဲ့တမိတာစုတောင်းချက်ထဲမှာလည်းဒီခုကိုအဓိကရေးထားတာဖြစ်ပါတယ်အဲ့ဒီတွေ့ဒီမတနစ်ပြီးခဲ့တဲ့နေ့တွေမှာတော့အဲ့လောက်ထိ focus မထားဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ထဲမှာတော့အဓိက highlight ထားပြီးတော့စုတောင်းခဲ့တာဖြစ်ပါတယ်ကျေးဇူးတော်အားဖြင့် နာမပြောလိမ့်မယ်ပေါ့နော်ဒီဖြတ်တဲ့ခင်ကလူဝင်တက်လေရအရရဲအခွင့်ကိုပေးတယ်ပြီးတော့ဒီသာသမီယတနာပေါ့နော်အဲ့ဒါလေရကွန်ဗီလိုကျေးဇူးတင်တယ်ဒီတက်လေအာဖြတ်တဲ့ခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်အဲ့အတွက်အသေးစိတ်ပြောရမယ်ဆိုတော့ဒီမှာလူဝင်တက်နဲ့ပတ်သက်ပြီးပေါ့နော်အာမျိုးလေးချက်အရမ်းမေ့နေတဲ့ချိန်ဆိုင်မှာလေအော်ဘရာစီဝင်တော့မယ်မကြခင်ဝင်တော့မယ်ဆိုပြီးတော့ခဏခဏကြားရတယ်ခဏ နှစ်ချိန်သုံးချိန်ချက်မကလည်းထွက်ပြေးခဲ့ရတဲ့အချိန်တွေရှိရပါတော့အဲ့ဒီချိန်လေးမျောလေးချက်ပဲနေတဲ့ချိန်မှာတကယ်အာဒီဒီအန်ဒစီလုံးဝနေပြီးတော့ကျွန်မကို UMN ရခင်မှာသုံးချိန်ဖုံးဆက်ရပါတော့ကျွန်မကများတော့အပြင်ဖုံးဖုံးနဲ့လူနဲ့မကတ်ဘူးပါတော့လူကတခြားဖုံးကတခြားကျွန်မကိုဖုံးခေါ်လို့ဆိုတော့ချစ်ချင်းကျောင်းကန်ဖို့ခဲ့တယ်ပေါ့နော်လူနဲ့ဖုန်းနဲ့ရတော့ခြားစီဖြစ်တတ်တယ်ပေါ့နော်တို့ပေမဲ့လည်းကျေးဇူးတော်အပြင်ဒီ ယုံဖတ်တာဖုံးဆက်တဲ့၃ချိန်လုံးဆိုတော့ကျမရဲ့လက်ထဲမှာဖုံးမှာရှိတယ်ပေါ့နော်။ကျေးဇူးတော်ဆင်းပြတဲ့ခင်ကဒီလိုအခွင့်အရေးနဲ့မလွဲမချော်ပဲနဲ့အာတခြားသူများတွေယူရတယ်လို့ကျမတို့မိသားစုကိုလည်းရဖွင့်ပြီးလို့ကျေးဇူးတော်ချီးမွမ်းတယ်။ပြီးတော့ဒီခလေးနဲ့ပတ်သက်ပြီးတော့လည်းပဲသက်တည်ခံချင်တယ်ပေါ့နော်။ကျမကဒီခလေးမိသားချင်ပါဘောနော်။လူခဲနဲ့အော်တိုဘလာမှာအော်တိုဘလာ၅ရက်နေမှာပေါ့နော်။၅ရက်နေမတိုင်ခင်တည်းက ဆရာနဲ့ဆရာစောဖုန်နဲ့ဆရာအကိုစကကျွန်တော်တို့အိမ်ပေါ်လာတယ်ကျွန်မရဲ့ဒူမလေးဘူးဖို့ပေါ့နော်မပြတ်ကိမှာနှုတ်ဆက်ပွဲလေးလုပ်တဲ့စားတောက်တဲ့ဆူတောင်းတယ်ပေါ့နော်အဲ့ဒီမနေ့ဖင်ရမှာကျွန်မအိမ်မက်မက်တယ်ပေါ့နော်ကျွန်မရဲ့အိမ်ကထဲမှာကျွန်မကလဲနေတဲ့ချိန်မှာပေါ့နော်ကျွန်မကဒီလိုလဲတဲ့အဲ့ချိန်မှာဆရာကဆရာအမိုးစကကျွန်မစီလာပြီးတော့ကျွန်မရဲ့ဘိုက်ကိုကင်နေပေါ့နော်ဒီထိတယ်ဒီလိုတဲ့ချိန်မှာဘိုက်ထဲမှာအဲ့ခလေးရှိနေပြီးရဲ့ကျွန်တော် ဲ့ဖိုင်တင်းမှာကလေးရှိနေဒီကိုဝင်ရှိနေကျွန်တော်ပြောမယ်ကျွန်တော်အရင်လာဝဲဘယ်ဆရာဘလို့တိရလဲမလို့ကျွန်မအရင်ကညီကျွန်မဘာကိုကြိုင်နေတဲ့ချိန်မှာတစုံတစ်ခုကလုံနေတယ်လို့ခံစားရပါတော့အချိန်မှာလည်းလှုပ်ရှားနေတာကိုကျွန်မခံစားရတယ်အဲ့ဒါကဩဂတ်လ19ရက်နေ့မှာဖြစ်တဲ့ကျွန်မမက်တာပါနော်အဲ့ဒီချိန်မှာကျွန်မအမျိုးသားကိုပြောတဲ့အခါမှာသူကကြည်ပဲယူကြရပါတော့နော်ဆင်မအဲ့တော့တောင်းဖို့ကျွန်မမနေ့ကဆရာလာလို့စိတ်ဆွေးပြီးမက်တာကတောင်းဖို့ရင်လည်းဒီနေ့ထဲမှာ ရားနဲ့ပတ်သက်ပြီးဆူတောင်းလို့ဖခင်ကပေးလာတာပေါ့နော်။ကျွန်တော်တို့ဒီမှာ question တွေအများကြီးပဲပေါ့နော်။ဒီဟာကိုလည်းဘယ်သူမှလည်းမပြောရသေးပါဘူး။ဆရာဆရာဆုံးကိုပြောပြပြရတယ်နော်။ဆိုတော့မကြာခင်မှာကျေးဇူးတော်အဖြစ်ကိုလာပိုင်းကုန်မှာဒီရားနဲ့ပတ်သက်ပြီးအဖြေကိုတည်ရတယ်ပေါ့နော်။ကျေးဇူးတော်အဖြစ်အခုဆန္ဒနလကြော်ပါပြီလို့နော်။ဒီကဆူတောင်းပေးကြတဲ့အသင်းသူတင်သားတွေအာတတိယပြီးတော့အာတကူတက်ကဆူတောင်းပေးတဲ့ဆရာတော်နော်။ရောက်ချင်းစီကောင်ရဲ့ကျေးဇူးတင်တဲ့ ဘုရားသခင်ရဲ့ကြီးစုတော်ကဘုရားသခင်အကြံစီတော်ကကျွန်မတယောက်တည်းသာမကောက်ဘူးနော်ဒီအတင်းတော်မှာရှိတဲ့သူတယောက်ချင်းစီပေါ်မှာထူးဆန်းနေညပြနေနော်စမ်းကြည့်လေဆိုတဲ့အကြောင်းဒီနေ့ကျွန်မရဲ့အသက်တာမှာတည်ကြုံခဲ့ရတဲ့တည်ခန့်ချပါတယ်ကျေးဇူးတင်ပါတယ်အာမင်